င်္ဂလာပါ DB Fact Check အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ် Facebook Policy အပြောင်းမှာ Facebook ပေါ်နေရာရဖို့ပြန်ကြိုးပမ်းလာတဲ့စစ်ကောင်စီ lobby တွေတတိထားဖို့ PDF နဲ့ထောက်ပို့လုပ်လို့ Thai online shopping တွေအပိတ်ခံနေရတာလားအေးအေးစစ်တပ်နှမ်းကြောင်းတက်ခိုင်းဖို့ CDF တိုင်းကချင်းလူမျိုးတွေကိုဖမ်းဆီးသွားသလားစရတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့တဲ့အမှားတွေကိုစစ်ဆေးဖော်လုပ်တက်ဆက်ပေးသွားမှာဖြစ်ပါတယ် သတင်းတူသတင်းအမှားတွေဝေခွဲရခန့်နေဒီဗီဖက်ချက် Facebook page ကို လာရောက်မြင်းမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင်ဒီဗီဖက်ချက် Telegram channel ကိုလည်း join ထားနိုင်ပါတယ်ကျွန်မကတော့တဆက်သူအိတ်ပါဖက်ချက်ကားတွေကိုဖယ်ရှားပြီး community note နဲ့အစားထိုးအသုံးပြုမယ်လို့ Facebook တီထောင်သူ Matt Zuckerberg ကကြေညာပြီးတဲ့နောက်မှာစစ်ကောင်စီ lobby တွေဟာ Facebook ပေါ်မှာပြန်လည်အခြေချဖို့အတွက်အဆက်မပြတ်ကြိုးပမ်းလာနေတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒီလိုစစ်ကောင်စီ lobby အကောင့်တွေ Facebook ပေါ်မှာပြန်အခြေချဖို့ကြိုးပမ်းလာတာနဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါသေးတယ်။လက်တလုံးမှာစစ်ကောင်စီ lobby ဖြစ်တဲ့မှိုင်းဝေဟာ match လောက်9ရက်နေ့မှာသူ့ရဲ့ Telegram အကောင့်ကနေ Facebook အကောင့်တင်လေးပါဆိုပြီး Facebook link ချပြီး Facebook မှာ ကပတိန်မှိုင်းဝေဆိုတဲ့နာမည်နဲ့အကောက်တက်ဖွင့်ထားတာတွေ့ရှိရပါတယ်။အဲ့ဒီအကောက်ကိုဖွင့်ခင်မက်လာနှစ်ရက်နေတုန်းကဒီအကောက်မှာရှိနေမယ်ဆိုပြီးမောင်မောင်ဆိုတဲ့ Facebook အကောက်ကို Telegram မှာ link ချခဲ့ပါသေးတယ်။လက်ရှိမှာတော့စစ်ကောင်စီ lobby မှိုင်းဝေရဲ့ Facebook အကောက်နှစ်ခုလုံးဟာ Facebook တင်းရဲ့ဖျက်ချခံရတာမျိုးမရှိသေးပါဘူး။ဒီလို Facebook ပေါ်ပြန်လဲအခြေချဖို့ကြိုးပမ်းနေတာဟာမိုင်းဝေတူးသေးတယ်မဟုတ်သေးပါဘူး။ ပြုံမီ vlog ဆိုပြီးစစ်မှုထမ်းတွေအကြောင်း interview ဝါရဖြတ် vlog တွေရိုက်နေတဲ့ပြုံမီဟာလဲမက်ရှလာ၄ရက်နေ့ကသူတို့ရဲ့ Telegram channel ကနေ Facebook page ကိုကြီးညာခဲ့ပါသေးတယ်။ဒါပေမဲ့ပြုံမီ vlog ရဲ့ Facebook page ကို Facebook တင်းကဖြုတ်ချပြီးဖြစ်တာကိုစစ်ဆေးတွေ့ရှိရပါတယ်။မှိုင်းဝင်တဲ့ပြုံမီ vlog တို့အပြင်စစ်ကောင်စီ lobby တအူးဖြစ်တဲ့ကိုတက်ဟာလဲ ဖေဖော်ဝါရီလ22ရက်နေ့က Facebook အကောင့်တည်းဆိုပြီးကြေညာခဲ့ပေမဲ့ Facebook ကနေဖယ်ရှားခံထားရပြီးဖြစ်ပါတယ်။ဒီမတိုင်ခင်ကလည်းစစ်ကောင်စီ lobby တွေဖြစ်တဲ့ကိုတက်နဲ့ကြော်စွာတို့ဟာလည်းဇန်နဝါရီလ16ရက်နေ့က Facebook မှာပြန်လည်အခြေချဖို့ကြိုးပမ်းခဲ့ဘူးပေမဲ့ဖြုတ်ချခံခဲ့ရပါတယ်။ဒါကြောင့် လက်ရှိမှာစစ်ကောင်စီနဲ့ဆက်ဆက်တဲ့အကောင့်တွေဟာ Facebook ကနေဖြုတ်ချခံရဆဲဖြစ်ပြီး Facebook အကောင့်ကနေဖြုတ်ချမခံရသေးတဲ့အကောင့်တွေလည်းရှိနေတာတွေ့ရှိရပါတယ်။ Facebook ရဲ့ fact checker တွေကိုဖယ်ရှားပြီး community note နဲ့အစားထိုးသုံးသွားမဲ့အစီအစဉ်ဟာလက်တလုံးမှာမြန်မာအတွက်အရေးကြီးတဲ့တက်ရောက်မှုမရှိသေးပေမဲ့ Facebook ပေါ်မှာတရင်တို့တရင်အမားတွေနဲ့ဝါရဖြန့်နာတွေလှုပ်ဆောင်နိုင်ရေးစစ်ကောင်စီလော်ဘီတွေရဲ့ကြိုးပမ်းမှုကို အွန်လိုင်းသုံးဆွဲသူတွေပို့ပြီးတတိထားကြဖို့နဲ့ဝါရဖြန့် page တွေနဲ့အကောင့်တွေတွေ့ရင်မဖြစ်မနေ report လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။အေးအမားကန်အဖွဲတွေနဲ့စုဖွဲ့ထားတဲ့ဓမြအဖွဲကိုမူးယစ်ဆေးပြ8000ကျော်နဲ့အတူတနက်နဲ့ rap ပူပေါင်းအဖွဲကဖမ်းဆီးလိုက်တယ်ဆိုပြီးဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ Julia ဆိုတဲ့ Facebook အကောင့်ကနေရုပ်တံဖိုင်တစ်ခုနဲ့အတူ မတ်လ3ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးကြိရှိသူပေါင်း2000ကျော်နဲ့ထပ်ဆင့်မျှဝေသူပေါင်း300နီးပါးရှိနေပါတယ်။ဖြန့်ဝေနေတဲ့ရုပ်တံဖိုင်ကို DB ဖက်ချက်ကစစ်ဆေးကြည့်တဲ့အခါမှာတော့ကော့ပစားမှာရှိတဲ့တနက်မှာမိုးရစ်ဆေးဝါမှောင်ခိုကူးသူ6ဦးနဲ့အတူယာဘဆေးပြား9000ကိုကမ်းခြေစောင်းတက်နဲ့ Raptor ပူပေါင်းစစ်စင်ရေးလှုပ်ဆောင်ချိန်မှာဖမ်းဆီးရမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့သတင်းဌာနတွေမှာရုပ်တံဖိုင်တွေသတင်းတပ်ပုံတွေနဲ့အတူဖော်ပြထားပါဗျာ။ သတင်းဖော်ပြချက်ထဲမှာဖန်ဆီးရမိသူတွေကိုနမင်းနဲ့တကွဖော်ပြထားပြီးဖန်ဆီးခံရသူတွေကယူကီယာရိုဟင်ဂျာစခန်းကအဖွဲ့ဝင်တွေလို့သတင်းမှာဖော်ပြထားပါတယ်။ဖန်ဆီးခံရသူတွေကိုဥပဒေအရဆက်လက်အေးအေးယူဖို့ဆောင်ရွက်နေတယ်လို့ဘင်္ဂလားဒေ့ရှ်ဘာသာနဲ့ရေးသားထားတဲ့သတင်းတွေမှာဖော်ပြထားတာပဲဖြစ်ပါတယ်။သတင်းရဲ့ဘယ်နေရာမှာမှဖန်ဆီးခံရသူတွေဟာရခိုင်တပ်တော် AA နဲ့ဆက်ဆက်တယ်လို့ဖော်ပြထားတာမျိုးမရှိပါဘူး။ဒါကြောင့် ဖန်ဆီးခံရသူတွေဟာအေးအေးအမာခံတွေနဲ့စုဖွဲ့ထားတဲ့ဓမြအဖွဲ့မဟုတ်ပဲယူကီယာရိုဟင်ဂျာစခန်းကရိုဟင်ဂျာတွေသာ ဖြစ်တယ်ဆိုတာထင်ရှားပါတယ်။ဘင်္ဂလားဒေ့ရှ်ကမ်းခြေဇက်တက်နဲ့ရက်ပူပေါင်းအဖွဲ့တွေကမူရင်ဈေးဝါတွေနဲ့အတူလူ၆ဦးကိုဖန်ဆီးရမိတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့ဖန်ဆီးခံရသူတွေဟာအေးအေးအမာခံနဲ့စုဖွဲ့ထားတဲ့ဓမြအဖွဲ့ဆိုတာဟာလူရဆွဲရေးသားပြုတ်ပြင်ဖန်တီးထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ ိုလည်းအခွန်မဆောင်မြမကိုလည်းအခွန်ရှောင်ပြီးအမျက်ကို PDF ထောက်ဖို့လုပ်နေလို့ထိုင်းက online shopping တွေအပိတ်ခံရတာထိုင်းနယ်စပ်ကတော်လှန်ရေးတော့မကြခင်ခြုံငိမ့်တော့မယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ရွှေနေကြ Telegram အကောင့်ကနေ match လ9ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပါတယ်။ဒီဖြန့်ဝေနေတာမှာမြမအလုသမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ကိုရဲမင်းရဲ့ထိုင်းနိုင်ငံမှာရှိတဲ့ online shopping တွေကို ထိုင်းအာဏာပိုင်တွေကိုစစ်ဆေးဖမ်းဆီးတာကို Facebook မှာတင်ထားတာကို screenshot ရိုက်ပြီးဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာမူရင်းတင်တဲ့အကြောင်းအရာကတော့ထိုင်းနိုင်ငံတောင်ပိုင်းဆူရက်ဌာနီခရိုင်ကမြန်မာဆိုင် online ထိုင်ကြီးပိုင်ဆိုင်တဲ့လက်ကားအယောင်းဆိုင်ကို ထိုင်းအာဏာပိုင်တွေကဝေရောက်ဖမ်းဆီးပြီးပစ္စည်းတွေကိုသိမ်းဆည်းခဲ့တာကိုရေးသားထားတာပါ။ဒီလိုဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီးထိုင်းသတင်းဌာနတွေမှာလည်းသတင်းဖော်ပြထားပါဗျ။ ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်ထဲမှာမတ်လ3ရက်နေ့ကထိုင်းအာဏာပိုင်တွေပူးပေါင်းပြီးတရားမဝင်တင်သွင်းထားတဲ့ကုန်ပစ္စည်းတွေပါဝင်တဲ့ခိုးတောင်ကိုရှာဖွေခဲ့တာလို့ဖော်ပြထားပြီးပိုင်ရှင်ဟာထိုင်းနိုင်ငံသားနဲ့လက်ထပ်ထားသူ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။သတင်းဖော်ပြချက်ထဲမှာဖန်ဆီးခံရသူဟာတော်လှန်ရေးထောက်ဖို့လုပ်နေလို့ဖန်ဆီးခံရတာလို့ဖော်ပြထားတာမျိုးမရှိပါဘူး။ဒီလို့ မြန်မာစားတောက်ကုံအဝတ်အထည်နဲ့လူသုံးကုံတွေကိုရောင်းချနေတဲ့ကိုတောင်စီနင်းခံရတာနဲ့ပတ်သက်ပြီး DVB မှာလည်းသတင်းဖော်ပြထားပြီးဖမ်းဆီးခံရသူတွေဟာထိုင်းဥပဒေအရတားမြစ်ကန့်သက်ထားတဲ့အလုတ်အကင်တွေကိုလုတ်ကင်နေတဲ့အတွက်ဖမ်းဆီးခံရတာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါဗျ။သတင်းဖော်ပြချက်ထဲမှာကိုရဲမင်းအပါဝင်မြန်မာပြည်သားများအရေးပူတွဲလှုပ်ရှားမှုကော်မတီကပါဝင်သူတွေကိုပါမေးမြန်းဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့် ိုင်းမြန်မာနှစ်နိုင်ငံလုံးကို အခွန်ရှောင်ပြီးအမျက်ကို PDF ထောက်ပို့လုပ်လို့ထိုင်းက online shopping တွေအပိတ်ခံရတာထိုင်းနယ်စပ်တော်လှန်ရေးမကြခင်ခြုံငိမ့်တော့မယ်ဆိုပြီးဖြန့်ဝေနေတာဟာတရင်အမှားပဲဖြစ်ပါတယ်။အေအေစစ်တင်နှန်းကြောင့်မှာစစ်တင်နှန်းတက်ခိုင်းဖို့ကလေးအပါဝင်အရက်သား90ကျော်ကိုချင်းကောက်ွယ်ရေးတက် CDF တိုင်ကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ မှိုင်းဝေရွှေနေကြမင်းချစ်ဦးမင်းတင်နဲ့ပလောက်ဝ Daily News စတဲ့ Telegram Channel တွေကနေမက်လ၄ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြားပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာပလောက်ဝမြို့နယ်မှာ CDF တိုင်းကစစ်တင်တဲ့ကြောင်းတက်ဖို့ကလေးတွေအပါအဝင် အရက်သား90ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒီလိုပြည်သူ90ကျော်စစ်တင်တဲ့ကြောင်းတက်ဖို့ ခေါ်သွားခံရတာနဲ့ပတ်သက်ပြီးဒိုင်းဒေသန္တရကောင်စီဥက္ကဋ္ဌဖြစ်သူကတော့အသက်မပြည့်သေးတဲ့ကလေးတွေနဲ့မကျန်းမာသူတွေကိုစစ်ဆေးပြီးပါလာရင်အိမ်ပြန်ရမယ်ဆိုပြီးဒေသတွင်းသတင်းဌာနတွေကိုဖြေဆိုထားပါတယ်။ဒီလိုစစ်တင်နှန်းကြောင်တက်ဖို့ခေါ်ဆောင်ခံရတဲ့သူတွေဟာရခိုင်တပ်တော် AAC မှာတင်နှန်းကြောင်တက်ရောက်ရမယ်ဆိုတာမျိုးဖြေကြားထားတာမျိုးမရှိသလို CDF တိုင်းတက်သားတဲ့ရရှိရေးလှုပ်ဆောင်တာဒါဖြစ်တယ်လို့ဖော်ပြထားပါတယ်။လက်ရှိမှာ ရခိုင်တပ်တော် AA အဖွဲ့ဟာချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်ဖွဲ့ထားတာဖြစ်ပြီး CDF တိုင်းနဲ့မဟာမိတ်ဖွဲ့ထားတယ်ဆိုတာကိုလွတ်လပ်ပြုံးပြစ်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာမရှိပါဘူး။ဖြန့်ဝင်နေတဲ့အကြောင်းအရာမှာ CDF တိုင်းကကလေးအပါဝင်အရက်သား90ကျော်ကိုစစ်တင်နှန်းကြောင်းတက်ဖို့ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့ရခိုင်တပ်တော် AA စစ်တင်နှန်းကြောင်းမှာစစ်တင်နှန်းတက်ဖို့ဆိုတာဟာဖြစ်စဉ်မှန်ပေါ်မှာလိုရာဆွဲရေးသားဖော်ပြနေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ အွန်လိုင်း user တွေအနေနဲ့လူမှုကွန်ရက်ပေါ်မှာအကြောင်းအရာတခုခုပြန့်နှံ့လာတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာရှိမရှိတိုက်ဆိုင်စစ်ဆေးပြီးမှအတည်ပြုကြဖို့အကြံပြုလိုပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်ရှိလက်ပံတိုးရေနံမော်ကိုခိုးယူတူးနေတဲ့စစ်သွေးကြွတွေကိုလေကြောင်းကနေရှင်းလင်းခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ PP Media, Snowqueen, Viewersu, ကြော်စွာ, Now You Hit တိုင်း, Meeting နဲ့ရွှေနေကြ Telegram Channel တွေကနေ Match လ3ရက်နေ့ကစတင်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ဒီပြန့်နှံ့နေတဲ့အကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာလက်ပံတိုရေနံမှော်အနီးကကြေးရွာတွေကိုစစ်ကောင်စီက Match လ3ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုတွေရှစ်ကြိမ်တီတီလုတ်ကင်ခဲ့လို့ပြည်သူ12ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါဗျ။ တိတ်ဆုံးသူတွေထဲမှာလက်ပံတိုးရွာကကိုဝင်ဆောင်အမျိုးသမီးအပါဝင်၄ဦးဘောက်ဝင်ရွာကအမျိုးသား၄ဦးစိတ်ချေးရွာက၁ဦးတရက်ကန်ရွာက၃ဦးတိတ်ဆုံးခဲ့ရပြီးနေအိမ်တွေလည်းအများပြပျက်စီးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်ဒီတိတ်ဆုံးခဲ့ရတာနဲ့ပတ်သက်ပြီးဒေသခံတွေရဲ့ပြောဆိုချက်တွေကိုလည်းထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်လက်ပံတိုးရင်းနှံမှော်ကိုခိုးတူးနေတဲ့စစ်သွေးကြွတွေလေချောင်းကရှင်းလင်းလိုက်တယ်ဆိုပြီးဖြန့်ဝေနေပေမဲ့ အမှန်တကယ်တိတ်ဆုံးသူတွေဟာပြည်သူတွေဖြစ်နေတာပဲဖြစ်ပါတယ်။စစ်ကောင်စီ lobby တွေဟာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ပြီးချိန်မှာပြည်သူတွေတိတ်ဆုံးခဲ့ရပေမဲ့တော်လှန်ရေးအဖွဲ့ဝင်တွေတိတ်ဆုံးခဲ့တဲ့အောင်မကြာခဏဆိုသူတို့ရေးသားဖြန့်ဝေနေတာမို့သတိပြုကြဖို့တိုက်တွန်းလိုက်ရပါတယ်။ စဉ်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စည်းထဲမှာအွန်လိုင်းသုံးစွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်မှာတွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DB Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပါရင်လည်း DB Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။